ဒီပိစိကဘုရားဖြစ်ဖို့ဆိုတာဘယ်လိုပါရမီတွေဖြည့်ခဲ့ဘယ်လိုတွေလောက်ခဲ့ရတယ်လဲလို့ဆိုတာဒါကတည်တင်တည်လိုက်တဲ့အချက်တွေပေါ့နော်မှန်ပါပါသို့သောပိစိကဗုဒ္ဓအလောင်းပါရမီ ဖြည့်တယ်ဆိုတဲ့ဇလန်းနေကတော့တဲပြီးတော့မရှိဘူးတဲပြီးတော့မရှိဘူးမရှိသည့်အတွက်ကြောင့်သူတို့ဘယ်လိုဒီဘောရိတ္တဗျာအလောင်းပါရမီဖြည့်တယ်လို့ 950ဇတ်တိလူသူတို့ရဲ့အတိတ်ဘဝဇာလန်းတွေမြန်မြန်ဆဆမှတ်တမ်းတင်ထားတာမရှိသည့်အတွက်ကြောင့်သိနိုင်ခွင့်မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘယ်လောက်ပါရမီဖြည့်ရတုံးဆိုနှစ်အသင်ခြေနဲ့ကဘာတသိန်းနဲ့ဖျားဖြစ်ဖို့ရာကအ ਨੇ ဆုံး၄အသင်ခြေနဲ့ကဘာတသိန်းနဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီထဲမှာတရာရိကဖျားဆိုလို့ရှိရင်၈အသင်ခြေနဲ့ကဘာတသိန်း ဝိရိယအဓိကကျတော့16သင်္ချေနဲ့ကဘာတသိလို့ဒီလိုပါရမီဖြစ်ရတာတွေရှိသေးတယ်ပေါ့ဖျားဖြစ်ဖို့ကျတော့၄သင်္ချေနဲ့ကဘာတသိရှိတယ်၈သင်္ချေနဲ့ကဘာတသိရှိတယ်16သင်္ချေနဲ့ကဘာတသိရှိတယ်လို့သူတို့ရဲ့တတ္ထာစွမ်းအာပညာစွမ်းအာဝိရိယစွမ်းအာတွေအလိုက် နှစ်အတိုင်းတာလို့ကွဲပြားခြားနားမှုရှိတယ်ဒါတော့ဖိစိကဗုဒ္ဓတွေကျတော့အဲ့လိုကွဲပြားခြားနားမှု မရှိဘူးဖိစိကဗုဒ္ဓဖြစ်ဖို့ရာကျတော့ နှစ်အတင်ခြေနဲ့ကဘာတသိမ့်ပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အတင်ခြေနဲ့ကဘာတသိမ့်လို့သူတို့ဆိုတယ်။ကျန်တဲ့မဟာတဝကတွေကတော့ကဘာတသိမ့်လောက်ပဲပါရမီဖြစ်ရတယ်။ပေဂတိတဝကတွေကတော့အဲကုသကောင်းမှုလုပ်ပြီးတော့အခြေခံကြသွားရင်အခုဘဝဖြစ်နောက်ဘဝကျွချင်းကျွမှာပဲဒါတော့နော်သိပြီးတော့ရေရှည်လုံးเสียမလို့ဘော။အဲ့တော့ ဒီထူးချွန်ထက်မြက်တဲ့ပုံကိုမျိုးမဟုတ်ဘူးတာမန်ပုံကိုဆိုလို့ရှင်လွယ်တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုံကိုမျိုးဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါတော့ဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့အဲ့တော့ဘိသိကဗုဒ္ဓရှင်မြတ်တွေဟာနှစ်တင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်ပြီးမှပစ္စည်းကဗောဓိဉာဏ်ကိုရကြတာတဲ့ဒါဖြင့်ဘယ်လိုခေတ်ခါမျိုးမှာပစ္စည်းကဗုဒ္ဓပွင့်လာတော့လို့ဆိုတော့ သူကဖះမပွင့်တဲ့ကဘာမျိုးမှလည်းမပွင့်ဘူး။တုံညကဘာလို့ခေါ်တာပေါ့။အဲ့ဒီလိုဟာမျိုးမဟုတ်ဘဲနဲ့ဖះပွင့်တဲ့ကဘာမျိုးမှဖះမပွင့်ခင်ပွင့်တယ်။ဖះတဆူနဲ့တဆူချားမှပွင့်ကြတယ်ပေါ့နော်။ဖះမပွင့်တဲ့အချိန်မှပွင့်ကြ။ကောရမမြတ်စွာဘုရားနဲ့ဖះလောင်းလေးမွေးလာသည်ထီအောင်နောက်ဆုံးပြည့်စေကဘုရားတဆူဟာကြံ့ရင်သေးတယ် ဖះလောင်လေးမွေးဖွားလာတာကိုသတင်းကိုသူသိသွားတယ်။အဲ့ဒီပိဿကဗုဒ္ဓရဲ့ဖွဲ့တော်ကမာတင်ကပိဿကဗုဒ္ဓတဲ့။ဒီပိဿကဗုဒ္ဓကဖះလောင်လေးဖွားလာပြီဆိုတာကိုသူသတင်းကြားသွားတယ်။ကြားသွားပြီးတော့သူပြိဋိဘံဆန်းသွားတယ်။အဲ့ဒါနောက်ဆုံးပိဿကဗုဒ္ဓဆိုအဲ့တော့ဖះပွင့်တဲ့ကဘာမှာသူတို့ပွင့်ကြတယ်လို့ဒီလိုဆိုတာပေါ့။သောသောဖះနဲ့ပြိုင်ပြီးတော့ဖះရောပိဿကဗုဒ္ဓရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူး။ မရှိဘူးဒါလေးကဟိုမှတ်သားစရာဘာဖြစ်လို့မတွေ့တာတုံးလို့မေးစရာလဲရှိကောင်းရှိနိုင်တယ်ပေါ့ तू ကတပြည့်မဟုတ်ဘူး तू ကိုယ်တိုင်သစ္စာလေးပါးကိုထိုးရင်းရည်တည်တာကိုယ်ပိုင်ဉာဏ်နဲ့တည်တာမဟုတ် तू ကိုပစ္စေကကိုယ်ပိုင်ဉာဏ်နဲ့တည်တာလည်းပဲအတီးအီးတူးနဲ့တူဆက်သွယ်မှုမရှိဘူး तू ကနော်ပစ္စေကဆိုတာအတီးအီးကိုယ်အာယုန်နဲ့ကိုယ်ကိုယ်လမ်းနဲ့ကိုယ်ရှောက်ပြီးတော့ဖျားဖြစ်ကြတာ ဘုဇုဆီယမနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပြိစ္ဆေကဗုဒ္ဓဟာတပြိုင်နဲ့900လဲပွင့်နိုင်တယ်အထီးတယ်လဲပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့တမန်တမောရဖရားကြတော့တဆူပဲပွင့်လို့ရနှစ်ဆူပွင့်လို့မရတဆူဆိုတဲ့အချိန်မှာဘယ်အချိန်ထိအောင်သွားတာတုံးဆိုတတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဖရားမပွင့်ရသေးဘူးသူကဆိုတော့ဂေါရမမြတ်စွာဘုရားရဲ့ဓာတ်တော်ရှင်နေသေးရင်အရိမတရဖရားမပွင့်ဘူး ဒါကြောင့်မို့လို့နောက်ဆုံးကြတော့ဓာတုအန္တရာဌာနဒီဘုရားသာသနာကွယ်သွားပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးယူသိလေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဖះဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီတတ်တော်တွေဟာစာအစိုးရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်တွေဘယ်နေရာမှာပဲရှိရှိရှိသမျှဓာတ်တော်တွေဟာတီဟိုကျောင်းကမဟာစေတီတဲ့ရောက်သွားမယ်လို့ပြောတာသူကသူပြောင်းသွားကြတာเนาะ အဲ့ဒီကမှရှိသမျှဓာတ်တော်တွေဟာခုဗုဒ္ဓဂယာမဟာဗောဓိပင်နေရာကိုကြွသွားကြပြီးတော့ဖရာရဲ့အသွင်တရံပုံတန်တန်ဖန်ဆင်းပြီးတော့တကိုးတွေဘာတွေပြပြီးတော့မှဒေသောထလောင်ပြီးဓာတ်တော်လေးဟာတဆူးမှမကြံအောင်အကုန်လုံးကြောက်ွက်သွားမှာလေဒါဓာတုအန္တရာဌာနဆိုတာရှိတယ်ပေါ့ဒါမို့ဖရာတဆူရဲ့ဓာတ်တော်ဟာနောက်ဖရာတဆူလက်ထက်ထီအောင်မရှိနိုင်ဘူး ရှိနေသေးရင်တော့ဘုရားမပွင့်နေဘူးဒီလိုဆိုလိုတယ်သူကအားလုံးလက်စတုံးသွားဘုပ္ပစိကဘုရားကြတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်မတူတာလေးတွေကိုသိထားအဲ့တော့ပိစိကဘုရားဆိုတာဘုရားတဲ့တော့တစ်ဆင့်နေတယ်တစ်ဆင့်နေတယ်ဆိုတာအကြီးချင်းအပြင်တစ်ဆင့်နေသွားတယ်ဒါက ရှင်သာရိပုတ္တရာတို့ရှင်မောဂ္ဂလံတို့လို့ဧကတဝကရီတဲ့တသအကြားမှာပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောအဲ့တော့ပိစိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘုရားဆိုတာတော့သစ္စာလေးပါးကိုသိသူပိစိကဆိုတာအတီတီကိုပိုင်နီးနဲ့သစ္စာတရားကိုသိသွားတဲ့ဘုရားလို့ဒီလိုပြောတာเนาะ ဲ့တော့တမတမௌဒ္ဓကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖရာငယ်လို့ခေါ်ကြတာပေါ့မှန်ပါဒါကတော့အကြီးငယ်ဆူလာဗုဒ္ဓမဟာဗုဒ္ဓလို့စာထဲမှာတော့ဒီလိုမသုံးသို့တော့ဗမာရိယသုံးတယ်ဖရာကြီးဖရာငယ်နော်ဖရာကြီးဖရာငယ်လို့သုံးတယ်ဗမာစာပေမှာတော့အဲ့တော့ငယ်တယ်ဆိုတာဂုံအားဖြင့်ငယ်တဲ့သဘောကိုပြောတာနော်မှန်ပါဟုတ် တမသမုဒ္ဒဖျားမှာရှိတဲ့အကြီးချင်းမျိုးသဗ္ဗညုတညာတို့လိုဟာမျိုးအိန္ဒရိယပရောပရိယတိတို့အာတယနုတရားတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ညာမျိုးတွေဒီပစ္စေကဗုဒ္ဓမှာမရှိဘူးသို့တော့ကိုယ်ပိုင်ညာနဲ့အတီးအတီးပစ္စေကဆိုတာအတီးအတီးပတ္တိကုလာအတီးအတီးသစ္စာတရားကိုသိပြီးတော့ကိုယ်ပိုင်ညာနဲ့သစ္စာတရားကိုသိပြီးတော့ ိသကဗုဒ္ဓဖြစ်ကြတာအရတ္တမေရတ္တဖူကိုရကြတာပေါ့ရှင်သာရိပုတ္တရာတို့ရဲ့အရတ္တမေရတ္တဖူတဲ့စွန့်ရည်ထက်တယ်ပေါ့ဝိဇ္ဇာ၃ပါးအဘိညာဉ်၆ပါးပဋိသင်္မိရာဉာဏ်၄ပါးဆိုတာတွေတော့ပါတာပေါ့သူလည်းထူးခြားထက်မြက်တဲ့အရည်အချင်းတွေရှိတယ်ထူးခြားထက်မြက်တဲ့အရည်အချင်းတွေရှိတယ်အဲ့လိုပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိလို့ particular ဗုဒ္ဓတိသံဖရာတွေလို့ဒီလိုပြောသို့သောပိဿကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ရတယ် silent ဆိုတဲ့အဓိပ္ပာယ်ကစကားမပြောဘူးတိတ်တိတ်နေတယ်လို့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပိဿကဗုဒ္ဓတွေစကားပြောပါတယ်ခုသူတို့ဟောတာတဲ့တရားတွေလည်းရှိတယ်တရားမဟောဘူးဆိုတာမဟုတ်ဘူး မဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာတော့ဆိုအထက်ကရာမှာရှင်းထားတာရှိတယ်ပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ညာနဲ့ထိုးရင်းပြီးတော့တရားဓမ္မကိုသိတာမှန်တယ်သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလိုသိသွားအောင်ပြောနိုင်စွာမရှိဘူးလို့ဒီလိုဆိုလိုတယ်နော်မဟောတာတော့မဟုတ် သို့သောထေကရာမှာရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့အနေတဲ့လူတယောက်ဟာအိမ်မက်မဲ့ရင်သူ့အိမ်မက်အကြောင်းကိုသူဘယ်လိုလုပ်ပြန်ပြောပြအဲနဲ့လောရမှာပေါ့အဲအခုကိတော့စကားပြောတဲ့နေတွေရှိတယ်လေလက်ကလေးတွေဟိုချိုးတီချိုးပြပြီးတော့အဲ့တော့ပိစိကဗုဒ္ဓကသူသိတဲ့တရားကိုပြန်ပြီးတော့ဟောဖို့ဆိုတာတခြားပုဂ္ဂိုလ်တွေဟောဖို့ဆိုတာ သူမှာအဲ့ဒီဆိုင်တတိတော်မရှိဘူးလို့ဒီလိုဆိုတယ်။နောက်ဥပမာတစ်ခုပေးထားတာတော့တောထဲမှာအမြဲနေတဲ့မုံဆိုးတယောက်ဟာမြို့တက်ပြီးတော့ဖာလူဒါတောက်တယ်ပေါ့။အဲ့တောရောက်တဲ့အခါဖာလူဒါဘလောက်ကောင်းတယ်ဆိုတော့ तू ပြန်ပြောတတ်ဖူးတဲ့။ရှိမှမရှိတာ။ဟုတ်လား။စာထဲမှာတော့ဖာလူဒါလို့မပါဘူးနားလဲအောင်လို့ပြောပြ။ ရုပ်ဘောကစားလာတဲ့အစာအာဟာရရဲ့အရာတာကိုတောရောက်တဲ့အခါသူပြန်မပြောတတ်ဘူးတဲ့တောမှာစကလုံးမရှိဘူးပေါ့လေအဲ့ဒါပြောဖို့အဲ့ဒီအဓိပ္ပာယ်မျိုးလို့ဆိုတာပဲအဲ့ဒါကိုကြည့်ပြီးဆိုင်းလင့်ဗုဒ္ဓလို့ဘာသာပြန်တာတော့ဒါမဟုတ်ဘူး950ထဲမှာပိဿကဗုဒ္ဓကတရားဟောတော်တာရှိတယ်အရိန္ဒမမင်းဆိုတော့ဘုရားလောင်းအဲ့တော့ဘုရားလောင်းနဲ့ပိဿကဗုဒ္ဓအဲ့တော့တကယ်ချင်းဖြစ်ကြတယ်တကယ်ချင်းဖြစ်တော့ အတော့ပြစ္ကဗုဒ္ဖြစ်တာကပရောဟိတ်ပုံနာဖះလောင်းကဘယင်အဲ့ဒီမှာသူ့တန်ငယ်ချင်းကိုသူ့လိုတောထွက်ပြီးတော့တရားတို့တရားမြတ်ရားစေခြင်းအဲ့ဒီအချိန်မှာဟိုကထိနှံစည်းစိမ်မစွန့်နိုင်ကံကောအာယုန်တွေကမစွန့်နိုင်သူကမစွန့်နိုင်တော့ဘာနဲ့ဥပမာပေးပြီးဟောတော်တော့ဆိုကြီးမိုက်ကြီးတကောင်အကြောင်းဥပမာပေးပြီးဟောတော် မင်းဒီနန်းဒီနန်းစီစဉ်နေကိုဒီတိုင်းသာဆက်လက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကြီးမိုက်ကြီးလူဒုက္ခရောက်လိမ့်မယ်လို့ပြောသွားတာဒီလိုတော့ဟောနိုင်တယ်သူဟောတယ်ဆိုတာတွေ့နော်ဥပမာပေးတာလေခြေကန်းတကောင်ကတဲ့ခင်းကမြေကျောမှာမျောလာတယ်အိန္ဒိယနိုင်ငံစတိုရီဆိုခင်းကပေါ့ဒီကတော့အေယာဝတီနဲ့ပြောရမှာပေါ့နော်ခင်းကမြေကျောမှာစင်တွေကောင်ကြီးမျောလာတယ် မျောလာတဲ့အခါကြီးတကောင်ကအဲ့ဒါမြင်တော့စင်းသေးကောင်ပေါ်ပြန်ချလိုက်တယ်ပြန်ချပြီးတော့သူဘလို့တွေးဝင်လာတော့ဟာတသက်တာတော့ဖူးလုံပြီမှမစားစရာလည်းရှိတယ်နေစရာလည်းအကျယ်ကြီးပဲဒီဘောမှာနားပြီးတော့အေးအေးဆေးဆေးပဲဘယ်မှသွားစရာမလိုတော့ဘူးစားရင်ဆင်ကြီးကိုဖောက်စားမယ်နော်စင်းသေးကောင်ကြီးကိုဖောက်စားရေရေငတ်လို့ရှိရင်ညည်းရေတောက်လိုက် ဟန်ကြတယ်ဆိုပြီးတော့တအားအားနဲ့အဲ့ဒီမှာသူသဘောကျပြီကန်းကိုမပြန်တော့ဘူးအဲ့ပုံမှာပဲနားနားနေနေနဲ့စင်သားလေးစားလိုက်ရေလေးတောက်လိုက်နားနေလိုက်နဲ့သွားတာတဖြည်းဖြည်းခင်းကမြေရေစည်းတန်တော့မျောသွားလိုက်တာစင်နေကောင်ကြီးကပဲရောက်သွားတော့ဆိုပင်လေတဲ့ရောက်သွားအဲ့ဒီပင်လေတဲ့ရောက်တာကိုလေသူကမမှုဘူးလိုက်သွားဟုတ်ကမ်းမမြင်လမ်းမမြင် နေရာရောက်သွားတဲ့အခါဆင်းလေးကြီးကလည်းရက်ချာလာတော့ပုတ်လိုင်းနေကပုတ်တော့ဆင်းလေးကအကောင်ကပြက်ပြက်လာဖောင်ပြက်ပြီပေါ့အဲ့ကြတော့အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကန်းလက်ရှာမတွေ့တော့ကန်းနဲ့ကဝေးကျင်နေဝေးသွားတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်ဟိုပြန်ဒီပြန်တဲ့ပင်လေတဲ့ပဲကြာပြီးပေသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကာမဂုဏ်အာယုန်ကျော်နေတဲ့မှာ မမောနေမယ်ဆိုရင်ဒီနေ့မှကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ဟောသွားတာအဲ့ဒါပြစ်စိခါဘုရားဟောတဲ့တရားပဲအဲ့အဲ့လိုတန်ဝေကဖြစ်အောင်တော့ဟောနိုင်တယ်သို့တော်ဝိပဿနာကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရလဲကျင့်မက်ကိုဘယ်လိုမက်ဘယ်လိုဖြစ်တယ်ဖိုးဘယ်လိုဖြစ်တယ်ဆိုတာဒီလိုဟာမဟောနိုင်ဘူးလို့ဆိုလို့မဟောနိုင်တဲ့အတွက်ကြောင့်ပြစ်စိခါဘုရားတရားနာပြီးတရားတို့တရားမြတ်ရတယ်ဆိုတော့ပုဂ္ဂိုလ်တူးမှမရှိဘူး ိုပိုင်ညာနဲ့သိပြီးတော့ဒါလေတရားတို့တရားမြတ်ရကြတာပိစိကဘုရားတရားကိုမသိနိုင်ဘူးတဲ့ဟောနိုင်စွမ်းရှိတဲ့အခုလို့သူသိတဲ့လမ်းကြောင်းအတိုင်းဒီကြံတဲ့ပုံကိုယ်တွေလိုက်ပြီးတော့လိုက်နာကျင့်သုံးမှုဒီလိုဟာမျိုးဖြစ်အောင်မဟောနိုင်ဘူးတဲ့ပိစိကဘုရားရဲ့တဆင့်နိုင်တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကြတော့ဟောနိုင်ပြီးတော့ပိစိကဘုရားဘာလို့မဟောနိုင်နှုံးဆိုတော့ ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူဟာမဟုတ်ဘူးလေဘုရားဟာဟောတာလေဟိုကဒီလိုတဆင့်တင်ထားတာရှိမှမရှိတာဟုတ်အဲ့ဒါကြောင့်မလို့မတူဘူးရှင်သာရိပုတ္တရာတို့ဟောသမျှတရားသည်ဘုရားတရားသာဖြစ်တယ်သူကိုယ်ပိုင်တရားမဟုတ်ဘူးဘုရားဥစ္စကဘုရားကိုယ်ပိုင်တရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ပိစိကဗုဒ္ဓံကို အာအိမ်မက်နဲ့တူတယ်လို့သူသိတဲ့တရားဟာဒီလိုပြောတာပေါ့နော်မှန်ပါပါ သို့သော်အဲ့ဒီလူပြောတာကြီးကဟိုဘာကိုဆုလို့တာတော့ဆို သူရထားတဲ့မက်ဖို့ကြီးညွန်းတဲ့အတိတ်ပဲမျိုးပဲဒီတမန်တရားမဟောတာကိုပြောတာမဟုတ်ဘူးเนาะတမန်နဲ့ပြရအောင်တရားကုသိုလ်ကောင်းမှုလုံးဝမယ်ဆိုတော့ဒီလောက်ကတော့သူတို့လည်းသိပြောနိုင်တာပေါ့ဒီလိုအခြေခံတရားတွေတော့ဟောနိုင်တယ်ပေါ့ခုနလိုမက်ဖို့နိဗ္ဗာန်ကိုရသွားသည့်ထိအောင်စိုက်ထိသွားအောင်ခြင်းစဉ်တစ်ခု ဟောမပြနိုင်ဘူးတဲ့။ तू ကတော့တိတယ်။ तू သွားတဲ့လမ်းတော့ तू တိတယ်ပေါ့။မှန်ပါဗျာ။သို့တော့အဲ့ဒါကို तू များကိုရှင်းမပြတတ်ဘူးသား။အခုကိလူတွေလည်းတချို့လည်းပဲသူပိစိကဘုရားလောင်းမဟုတ်ပိစိကဘုရားမဟုတ်ပေမဲ့လို့ငါမပြောတတ်ဘူးတော့ငါတော့တိတော့တိတယ်။ဒီလိုလူလည်းရှိသေးတာဟုတ်လေ။မှန်ပါဗျာ။ပြောမပြတတ်ဘူးတဲ့။ဒီလိုရှိတယ်။အဲ့တော့ပြောပြတယ်ဆိုတာလေလွယ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်။ အင်းပိစိကဗုဒ္ဓကိုယ်ပိုင်ဉာဏ်နဲ့အတိအတိပတိကူလာကိုယ်ပိုင်ဉာဏ်နေနဲ့တရားတို့တရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပိစိကဗုဒ္ဓလို့ခေါ်တယ်